တစ်ထွတ်ဆမ်ဆန်ဖုန်း Galaxy A56 က A55 တဲ့ဘာတွေပိုကောင်းလာလဲဆိုတာပြပြပေးမယ်ဒီတော့ Galaxy A56 ကကျွန်တော်ဒီဒီဇိုင်းပိုင်းကစလို့ပေါ့နော် software ဘိုင်းရော hardware ဘိုင်းရောပါအများကြီး upgrade လုပ်ထားတယ်ဒီဇိုင်းဆိုရင်ညက Galaxy A55 A54 ရဲ့လုံးဝမတူတော့ခွဲထားသွားပြီပြီးတော့ပူပါပြီးပူပေါ်လာတယ်ပူအကျန်းခံလာ A55 တော်လည်း aluminum frame ကိုသုံးမိထားတယ် easy သုံးလို့ရတယ် design side နည်းနည်းလေးပူကြီးလာတယ် brand name ပိုကောင်းလာတယ်ဒီကောင်မှသုံးထားတဲ့ Asus 1980ဖြစ်တဲ့ကကျွန်တော် Strata 7 Gen 3ရဲ့ပုံပုံမှန်နဲ့တိတ်မပေါဘူး ဝိုင်းလိုက်တော့ graphic frame rate ultra 70တွေနဲ့ဆော့လို့ရမယ်ဒီကင်မရာစင်တာတွေက Galaxy A55 တို့ကလည်းမကွာဘူးအဲ့လိုပဲပုံထွက် quality မှာလည်း improve ဖြစ်လာရလို့မခံစားရအောင်ဒါပေမဲ့နိုင်မှုကတော့ပိုကောင်းလာတယ် ultra wide နဲ့ selfie ကင်မရာတွေပါနိုင်မှုရလို့ရတယ် selfie က30 room ကပစ်စရာနဲ့12 room ကပစ်စရာပြောင်းသွားတယ်စမ်းစာပြောင်းတော့လို့ quality လည်းပိုကောင်းလာတယ်ခြာရင်ပိုင်း upgrade ဖြစ်လာတယ်45 watt နဲ့ဖြစ်သွားပြီပေါ့နော်ဖြစ်တင်တာလည်းကြာပြီစော်လိုက်နေလဲဆိုရင် wire 7နဲ့တူ os update 6ကြိမ်ရတယ်ဒီချက်ကမိုက်တယ်1.7ဆိုရင်တော့တော့တုံးလို့ကောင်းတယ်ပြီးတော့ Google ကြည့်မလား circuit to search Vast နဲ့ Object Eraser တို့လိုမျိုး AI feature တွေလည်းတုံးနိုင်တယ်။ဒီဖုန်းနဲ့ပတ်သက်ပြီးတော့တခြားသိကျင်လာရှိသေးရဆိုရင် comment မှာမေးလိုက်ပါ။ကျွန်တော်ပြန်ပြပေးပါမယ်။ဟုတ်ကဲ့။ဒီလောက်ပါပဲ။